မစုံခါဒီနေ့အေ OOTD လို့ခေါ်တဲ့ outfit of the day ပေါ့နော်ဒါတုံးတဲ့ဟာလေးပြပေးမယ်ဒီထုံးစံအတိုင်း link ကိုနှိပ်ပြီးဝင်သွားရင် running app server ကိုရောက်သွားမယ်အဲ့ဒီမှာ outfit of the day APIC ကိုရောက်သွားမှာပေါ့နော်အဲ့မှာနားလေးကအသေးလေးကိုနှိပ်ပြီးတော့ like လဲလောက်ထားလို့ရတယ် star လေးကိုနှိပ်ပြီးတော့မှ favorite လောက်ထားလို့လည်းရတယ်ပေါ့နော် ပြီးတော့ခုအပေါ်ဖွဆွဲသွားမယ်ပြီးရင်အဲရှိထားတဲ့ပုံနှပုံဖြတ်မယ်ပေါ့နော် your straight face ရဲ့ OOTD ရဲ့ဖြတ်ပြီးတော့အဲ့နေမှာခုထည့်ချင်တဲ့ပုံလေးတွေကိုထည့်မယ်ပေါ့နော်ဒီ straight face မှာအဲကိုယ့်ရဲ့ subject မျက်နှာပုံကိုထည့်မယ်ဟော OOTD နေရာမှာကျတော့ကိုအဲ ဝှချင်းတဲ့အင်ဂျီပေါ့နော်ဝှချင်းချင်းတဲ့အင်ဂျီလေးတွေကိုထည့်မယ်အမ်တကယ်လို့ကွာအင်ဂျီကြော်ညာတဲ့လူတွေအင်ဂျီရောင်းတဲ့လူတွေအဲ့မျိုးတွေအတွက်ကဒီ app တွေကအဆင်ပြေပါလိမ့်မယ်အဲထပ်ပွဆွဲလိုက်ရင် အောက်မှာ post and pg style ဆိုရရဲ့ upper and lower text ဆိုလိရှိရဲ့အဲ post and pg style မှာကိုလိုချင်တဲ့ဒီ post ပုံစံမျိုးပေါ့နော်အဲ့ဒါတွေကိုရိုက်ထည့်လိုက်လို့ရဥမာသူထိုင်စီရှင်တာလားထားစီရှင်တာလား ဟောရိုက်ထည့်လိုက်လို့ရတယ်ဒီ background style ပေါ့နော်သူရဲ့အာမားကြောင့်ဟောအခု gray ရိုက်ထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီ upper and lower text နေရာမှာကိုပြောင်းနေတဲ့စာလေးတွေပြောင်းလို့ရတယ်ပေါ့နော်ဒီ upper text ကတော့ဒီဟို pinky jeans လို့ရေးထားတယ်နော်အဲဒီပေါ်က semicolon လေးနဲ့ခန့်ထားပြီးတဲ့နှစ်ခုပေါ့နော်အဲဒီဟာလေးတော့ အစာဘယ်ပြောင်းပါစီမီကောလာလေးချန်ခဲ့ပြီเนาะအဲအခုကကျွန်တော်ကဒါကို purple girl လို့ရလဲမယ်เนาะ purple girl အပြင်ဒါအောက်မှာကျတော့အာတကယ်လို့ကစိုင်ဆိုရင်လည်းစိုင်နာမည်လေးရိုက်ထည့်လိုက်ပါเนาะဒါကျွန်တော်တော့ဒီအဲလက်တော်ကတော့ဒီတိုင်းပဲထားလိုက်မယ်ပေါ့เนาะ fashion photo studio ဆိုပြီးတော့အဲ့တိုင်းပဲထားလိုက်မယ်ပြီးသွားလို့ရှင်တော့ ရန်ကြာလေးပုံမယ်အဲ့ရန်ကိုနေမယ် go to view ကိုနေမယ်ပြီးရင်ကျွန်တော်ဒီဟာလေးကအဲ9မိနစ်တော့ဆောင်းအောင်နော်ဒီအောက်ကဥစ္စာကျတော့ဒီပုံနေတဲ့ပုံလေးကတော့အဲစမ်းကြည့်ထားတဲ့ပုံလေးပါအဲ9မိနစ်ပြီးတဲ့နောက်မှာ reset ထွက်ပါပြီပုံနှစ်ပုံထွက်ပါမယ် rh coin 34ကုန်သွားပါတယ် ုံနှဖုံမှာဒီအဖို့ပုံကတော့ဒီ square box လေးနဲ့ပုံနေရပါတော့။အဲ့ဒါပုံအဲ့ဒါဖြစ်တာပါ။ဒုတိယပုံကတော့အဆင်ပြေပါတယ်။အာတခတ်ကလေးမှာဒီ server ကဘာလဲ RAM မလောက်တာတော့ကျွန်တော်ရေးထားတဲ့အားလေးတွေတခါလေး error ဖြစ်သွားတာလို့ဆိုရင်တမျိုးလေးဖြစ်ပါတယ်။ဒါမဲ့တခတ်ကလေးပဲဖြစ်တာပါ။အောက်ကပုံလေးကတော့အဆင်ပြေပါပြီ။ဒီ upper text lower text ကတော့ကိုခိုင်းထားတဲ့အတိုင်းပါเนาะ။ ါမှာ save in photo လုပ်လိုက်မယ် gallery ထဲကိုရောက်သွားတဲ့ပုံမှာတော့ကြည့်ပါ ပုံကကြီးလင်းလင်းလေးဖြစ်နေတာကိုတွေ့ရပါမယ်ဒီအဝတ်စားရောင်းတဲ့ညီမလေးတွေအဲဒီညီလေးတွေဟမ်ဒီ item တွေကိုဒီကိုရဲ့ item တွေ close တွေဒါမျိုးတွေကိုကြောင်းကြချင်းရင်ဒီ app လေးကိုတုံးပြီးတော့လောက်သွားရင်ပို့အဆင်ပြေပါလိမ့်မယ် ဒီဟာကို generate တစ်ခါလုပ်ဖို့အတွက်က arish coin က30ကျော်ကုန်တာဆိုတော့ကိုရီးယားဒီ daily ရတာ point 100ပဲဆိုတော့လေအဲအများဆုံး3ပုံပေါ့နော်ခါလီ2ပုံလောက်ပဲရတာမျိုးလည်းဖြစ်မှာပေါ့အဲမျိုးဆိုရင်အဲအဆင်ပြေသွားအောင်ဒီကိုရီးယား invite လောက်ရင်တော့လောက် invite code ထည့်ရင်တော့လောက် ဒါ point အပူလေးတွေရတာပေါ့နော်အဲဆိုရင်အခုကျွန်တော်အဲ point အပူ900ယူတဲ့နေ့လဲနောက်မှာပြထားပေးတယ်နော်အဲဆိုရင်ပုံနဲ့အများကြီးထပ်ထုတ်လို့ရတာပေါ့ဒီလေးညီမလေးတွေအဆင်ပြေပါစေဒီနောက်ကဗီဒီယိုလေးရတော့ running up server ပေးထားတဲ့ point 100သုံးလုံးမလောက်လို့ရှိရင်နောက်ထပ် point အပူ900ယူတဲ့နေ့လေးပါ ခုကျွန်တော်ရဲ့ဒီညာဘက်အပေါ်က profile လေးမှာတက်နေမယ်ပေါ်လာတဲ့အကွက်ထဲကအောက်နာမှာ invite code ဆိုလိရှိရဲ့အဲ့ဒါကိုနှိပ်မယ်ပြီးရင်အပုံနဲ့ဖွင့်ဆွဲသွားရင် enter code ဆိုတဲ့နေရာမှာအဲကျွန်တော်ပေးထားတဲ့ code ကိုအာ paste ထည့်လိုက်မယ်ပြီးရင် binding ကိုနှိပ်မယ်နော်ဒါဆိုရင် running up server ပေးတဲ့ invite point 900 ရပါပြီ .500 ကိုအကောင့်ထဲဝင်လာပါပြီ .RH coin လို့ခေါ်တယ် .500 ဆိုတော့ပုံနဲ့အများကြီးထပ်ထုတ်လို့ရတာပေါ့ဒီလေးညီမလေးတွေအဆင်ပြေပါစေလိုအပ်တာရှင်းလင်းပြီးပါ